စရိုက်တယ်ပထမဆုံးကဒီနေ့ဒီထွက်မလားပထမဦးဆုံးနှစ်ကားရိုက်တာနှစ်ကားလို့ဒီနေ့ဒီထွက်မလားကျွန်တော်အတကယ်တမ်းတော့လူချမ်းလုတ်ကျင်တာတော့မဟုတ်ဘူးဗျကျွန်တော်လုတ်ကျင်တာကပြောမစုံတော့ဗျာပွင့်လေပြောတော့မင်းသားလုတ်ကျင်တာပတ်စံအကြောင်းလူချမ်းဖြစ်လာတဲ့သဘောကဒါပဲဝါသနာပါလားမင်းသားโอเคအာရကူရဲ့အကြောင်းကတော့ကျွန်တော်တို့ခြေရပါတော့အကူကြီးကိုရှင်မှုပေါ့ဒီအနုပညာရင်ဖွင့်တယ်မှာသူကဦးစီးနေတယ်အစီအစဉ်တွေတွေ့နေတော့ကျွန်တော်တို့ကလည်း အဲသူ့ဘောနော်အဲကျွန်တော်တနေ့တည်းတော့သူခေါ်မယ်လို့ကြိုးပြောထားတာပေါ့အခုကတော့သူကျွန်တော်တို့ခေါ်တဲ့အချိန်နဲ့တွေ့တော့အဲကျွန်တော်တို့လာပြီးတော့ရေဝင်စကားပြောတာပါအဲ့တော့နူးညာနဲ့ပတ်သက်တော့အဲဒီလောကထဲဝင်လာတဲ့အဲကာလပေါ့တောအတွင်းမှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကလေးတွေပေါ့အဲအမှတ်တရလေးတွေပေါ့လူချမ်းတေဥဆောင်လောကထဲမရောက်ခင်ကကျွန်တော်တောသားရွာသားပေါ့ရွာသားကျွန်တော်ရှိရှိလေးကျောင်းတန်းဘက်ကကမကလုသားအဲကျွန်တော်က ဒီရုပ်ရှင်လောကတွေကိုအနုပညာပေါ့နော်ဒီတရုတ်ဆောင်ဖြစ်ချင်းလို့သူမှတူဟိုဇာတာကနေပြီးတော့တွန်းဖို့လို့ရောက်လာတယ်။ဒါကြောင့်ကျွန်တော်ကအရင်ဖြစ်ဝါဒနာပါဒအဆိုတော်ဝါဒနာပါဒအဲ့တော့ကျွန်တော်ဆိုကြမယ်ပြောကြမယ်ခင်လေတဲ့မလားအဲ့ဒီခင်မှာကျွန်တော်တချင်းစုပြိုင်ဖို့ဆိုပြီးတော့ဒီဟိုတက်လာတာရန်ကုန်တက်လာတာရန်ကုန်တော့လာတော့အဲကျွန်တော်ကရွာမှာဘာလို့ဆိုဒီရုပ်ရှင်ဟိုကြည့်တယ်ဗျာရုပ်ရှင်ကြီးတဲ့အခါမှာအဲဘယ်လိုပြောမလဲဒီကိုတရားတင်ဆိုပေါ့ကျွန်တော်မြင်စရာဆိုရင်အဲ့တုန်းကတည်းကမြင်စရာကိုတရားတင်ဆိုလို့ပြောလို့ရတယ် သူကရှေ့မှာဗျဂျုံးနေထိုးရတဲ့ကားတွေရိုက်တာပေါ့နော်အဲတော်လိုင်းကားတွေရိုက်တဲ့ခါကျကျွန်တော်အဲ့ဒါကိုဟိုလိုက်ကျင့်တာပေါ့ကျွန်တော်တရက်တည်းနေရတယ်နာယူပိုင်းလေးနေရတယ်အဲဂျုံးတက်သွားတာသူကားကိုကြည့်ပြီးကျွန်တော်ဂျုံးလိုက်ထိုးတာနော်အဲသူထိုးတဲ့အတိုင်းကိုထိုးတာမှတ်ပြီးထိုးတာအဲ့ရနေပြီးကျွန်တော်ရုပ်ရှင်ဝါသနာပါသွားတာအဲ့ကိုတရက်စိုးကကြည့်ပြီးတော့ကျွန်တော်ကအဲ့နောက်ပိုင်းကျွန်တော်ခြေတော့ကန်တာတွေလက်သီးထိုးတာတွေအကုန်လုံးကျွန်တော်လိုက်လေးကျင့်တာအရွာမှာရွာမှာလေးကျင့်တော့ မမျောလင်ပန်းတယ်ပေါ့နော်ဒီရန်ကုန်ရောက်လာတော့အဲ့ဒီရုပ်ရှင်လောကနဲ့အဲ့ဒါအံခွန်ကြပြီဒီထက်ရောက်လာတချေးဆိုမဲ့လမ်းကြောင်းကြီးပြတ်သွား။ညကျွန်တော်ကြည့်မိတာတားတယ်ရန်ကုန်ရောက်တဲ့နေရာပေါ့နော်။တရက်နေ့ရောက်ကြတားတယ်။နင်းရုပ်ရှင်တေးဥဆောင်လုချင်လာတယ်ကြည့်မိအိုက်တင်လုပြရတယ်။အဲ့ဒါအဲ့လုချင်တယ်လို့အိုက်တင်လုပြရတယ်ကျွန်တော်အဲ့တော့ဘယ်လိုပြောလဲနေ့ရောက်ပဲရှိအောင်ပါပေါ့။ဆက်ရှိနှစ်စကုနှစ်လောက်ပဲရှိအောင်ပါဗျ။အဲ့နဲ့ရောက်လာတော့နေ့ပြတော့အိုက်တင်လုပြဟာငါတားတယ်ပိုးပါတယ်နေ့ကိုလည်းငါရုပ်ရှင်လောကနဲ့ထိမ့်မယ်။အဲ့ရနေပြီးကျွန်တော်မဝင်ပြသေးဘူး။ ရွာပြန်သွားသေးရဲ့နောက်တစ်နှစ်နှစ်နှစ်လောက်မှကြောင်ပြန်တက်လာတော့မှကြည့်မိသားတဲ့အမရုပ်ရှင်လောကတွေထည့်ပြီးမြဲသားတက်လာခဲ့တော့ဆိုပြီးတော့အမချိတ်ပြီးလေရုပ်ရှင်လောကတွေဝင်ပြုတ်သွားအဆူတော်လေးမဖြစ်လိုက်ဘူးကျွန်တော်မဆူလိုက်မဆူလိုက်လာလိုက်တချင်းဆိုဖို့လာလိုက်လာစုံစမ်းလိုက်အဆင်မပြေလိုက်ပါလာတဲ့ပုစံလေးကုန်လိုက်ပြန်သွားလိုက်အဲ့တော့ခေကပုစံတန်မှုရှိတယ်ဗျာရှားလဲရှားတာကိုကျွန်တော်ရွာမှာရှားတာပုစံလေးရန်ကုန်တက်လာ၄-၅တောင်လောက်ပဲပါတာ အဒီမှာစားတော့ဟိုလမ်းစိတ်ဒီလမ်းစိတ်နဲ့ဆိုပြန်ကုန်အောင်ပြီးစိတ်ရတွေကြပြီးပြန်သွားပြန်အောင်အဲ့လိုတွေဖြစ်တာဟိုကုန်းအကျိစက်မရှိတော့လေမတိုးတတ်တာပေါ့အဲ့လိုပြောဟာဗီဒီယိုမှာကြည်တာဗီဒီယိုမှာပတ်စံမပြီးနိုင်လေချောင်းကြည်တာဟိုဟာတွေဟိုဟာတွေဟိုတွေကျွန်တော်တို့ကလေးဘွားကျွန်တော်ယွာမှာဘွားဘလို့ဆိုပတ်စံရှားတယ်ဗျတော်တော်ရှားတာကျွန်တော်အိတ်ထဲမှာတရားနေရာရောက်လာဖို့ဆိုတာမဖြစ်နိုင်ဘူးဗျမင်းနိုင်အဲ့တော့ဗီဒီယိုမှာလည်းတခါတော့ကြည့်ရင်ဗျာဗီဒီယိုရုံမှာအဲ့တုန်းက90တရာခစ်ဖြစ်မိဗျာကျွန်တော်လည်းမမှန်ပြီးတော့ကြည့်တော့မမှန်ဘူး အဲ့ကိုအမေဇီယာတောင်းလို့ရရင်အကြည့်လို့ရရင်ယုံလဲဝင်ကြည့်အဲ့ကြိုင်တော့မော်မော်ကြွကြွနဲ့ဝင်ကြည့်တာပေါ့အာအဲ့ကိုကြိုက်တဲ့ကားပေါ့ကိုမကြိုက်တဲ့ကားမကြည့်ကိုကကြိုက်အကျန်းကားကြီးကြိုက်တယ်အဲ့လိုအဲ့ဒီကကိုနေထလင်းလို့အဲ့ကိုနေလို့ပေါ့အဲ့ဘာကိုတရားတင်ဆိုးလို့အများကြီးပေါ့နော်ထားပါတော့အဲ့မကောင်ပိုင်လို့ပါတော့မင်းသားလုံနေအချိန်ပေါ့အဲ့ကားလေးအဲ့လိုတော့ကြည့်တူကြည့်ပတ်သက်မရတဲ့ရဲ့ချောင်းအပေါက်ကနေချောင်းတော့ရုံရှင်ကနေဒုန်းနေလိုက်ရဲအဟုတ်ပါဘူးအဲ့ရတီးပြီးတော့ဒီကြီးလာတဲ့ချောင်းပေါ့ဟုတ်တော့ငါလူချမ်းလုံမယ်ပေါ့ အဲတိတိဥစားလုံးမယ်ပေါ့လူချမ်းလူတော်မဟုတ်ဘူးကတိဥစားလုံးမယ်ဆိုပြီးတော့အတွေးတာတာကျွန်တော်ညီကိုဝန်ခွဲနှစ်ယောက်ရှိတယ်ကျွန်တော်အကိုအရင်ကဝါသနာမပါဘူးကျွန်တော်အကိုဝန်ခွဲကဝါသနာပါညီကိုနှစ်ယောက်တိုင်မယ်ဟောမင်းကအကြီးกว่าရောက်မင်းကရန်ကုန်အရင်လေးလာအဲငါအရင်လေးလာမယ်သွားတာ तू ကကိုရမေးပိုင်ရဲ့တပည့်ကိုဥချစ်သေးတော့အမားတို့တီကောင်းတီးရင်လည်းတီးမယ်နဲ့အဲသူနဲ့တွေ့တယ်သူ့ရှေ့မှာသွားပြီးတော့ကျွန်တော်တကယ်ရည်စရာအကွက်တည်းပဲအဲ့ကော သူ့ကျမှာသွားပြီသူ့အမြရုပ်ရှင်ခေါ်ရမလားသူဂျိုးနေသွားထိုးပြတာသူ့ကောသူ့ကိုလည်းကြည်တယ်မကြည့်ရောက်တယ်ကွာတွေ့ခဲ့တယ်ကွာလေပြန်လဲပြန်လာအာဖာပြောတယ်ဒါမျိုးကွာသူ့ရှိမှငါဂျိုးနေသွားထိုးပြတာကွာသူငါ့ကိုမခေါ်ဘူးအဲ့ဒါသူကသူလည်းအဲ့တနေ့မသွားရောက်နောက်နေ့ငါသွားမယ်ကွာဆိုပြီးတော့နောက်နေ့ကျွန်တော်အဲ့လေသွားလေ့လာရင်လေ့လာရင်ဒီလောက်ကလည်းရောက်လာအဲ့လေအဲ့ကျွန်တော်ဒီစာကျူးတွေပေါ့မင်းသားအစားတို့တွေပေါ့အများကြီးလုခဲ့တယ်ဗျအများကြီးလုခဲ့စတန်နေပေါ့စတန်နေစတန်နေအများကြီးလုခဲ့ကျွန်တော်ကိုယ်တိုင်လည်းဟိုပေါ့နော်ဒီပေါ့ ကာရိတာပေါ့နော်အဲပေးလို့နေရာကောင်းရမင်းသားနဲ့အပြိုင်နေရာတွေရပြီဆိုတော့ကျွန်တော်ဆော့ပြီအတကုံကိုယ့်ရဲ့စွမ်းရည်တွေအကုန်ထုတ်ပြတာအဲ့လိုပဲကျွန်တော်ကကျွန်တော်ကဂျုံးဝါသနာပါကျွန်တော်အတကုံထုတ်တာမြေထိုးကောင်းတဲ့မျက်ခင်းလေးတွေပါလေးမတွေ့နဲ့တွေ့တာနဲ့ကျွန်တော်ကဂျုံးထုတ်ပြီးသားအဲ့လိုမျိုးကျွန်တော်ကရွာမာတွေကဂျုံးတက်တာဗျဒါပေမဲ့အဲ့ဒီမှာကျွန်တော်ထိုင်ကနေမကြောက်ဘူးဗျပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကတက္ကနစ်စစ်စစ်နေတွေမမှန်ဘူးလေမမှန်တဲ့အခါကျတော့ကျွန်တော်ကိုဂျုံးနေပြင်ပြီးတာကျွန်တော်ဆရာဥစောလဲအခုနဟိုတငယ်ချင်းနေနဲ့အတူတူပဲတဆရာတည်းပဲဥစောလဲအခုနော် အကိုတွေနဲ့ပထမဦးဆုံးရရကတဲ့ကားကကျွန်တော်ကုညီမိထက်နေဗျကုညီမိထက်နေကားလေးအဲ့လိုလောကရုပ်ရှင်လောကတွေကိုစဝင်တာကုညီမိထက်ကားကနေစတာဗျအဲကျွန်တော်ကြီးမေရနေပြီးတော့ထည့်ပေးလိုက်တာကျွန်တော်ရဲ့ဒီဟိုနေပေါ့ပထမဦးဆုံးကျေးဇူးရှင်လို့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုရဲထုံးကြီးဗျကိုကြိုက်ကိုကြိုက်ဆိုလူတိုင်းသိတယ်အဲပြည်သက်တွေသိတယ်အဲသူအကူရဲတော့ကျွန်တော်ဒီရုပ်ရှင်လောကတွေကိုစခေါ်ရတာခေါ်ရပြီးလိုက်ဘူးသူတာနေနဲ့လိုက်ပြဒါမဲ့ तू ကကျွန်တော် ဟိုနေ့ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့တလုံးမှတော့မတင်သေးခဲ့ဘူး။ဒါပေမဲ့ဒီလောကတွေကိုစပြီးတော့ခေါ်ရတာ तू ။ဒါ fighting device တင်ပြီးတာဥဆုံးလဲ။အဲ့လိုစရိုက်တာကကိုညီမထက်ရဲ့ကာအဲ့လိုမျိုးရိုက်ပြီးတော့အဲ့ဒီကားကလည်းစရိုက်တဲ့ပထမဆုံးကားဒီနေ့ဒီထွက်မလား။ဘယ်မှာတော့နှစ်ကားရိုက်တာနှစ်ကားလို့ဒီနေ့ဒီထွက်မလားအဲ့ကားရဲ့ data တွေကုန်ပြည့်စည်းကုန်အဲ့လိုမျိုးအကိုတရားတင်ဆိုနေရကျွန်တော်နောက်ပိုင်းမှတွေးပြစ်တာဗျအကို ဟာဒီဘောနောက်ပိုင်းသူမရိုက်ဘူးပြနားပါသေးတယ်နားပြီးနောက်တစ်ခေါက်ပြန်ဝင်ပြန်ပြီးတော့ဒီလောကတွေပြန်ပြီးတော့ပြန်ရိုက်တော့မှကျွန်တော်လည်းပြန်ဆောင်တာအဲ့ဆိုင်တော့မှတော်ခင်းတယ်တော်တော်လေးကျွန်တော်တို့ဘယ်လိုပြောမလဲဟိုညီကိုတွေလိုပေါ့ဗျာသူဆက်ဆံရှာတယ်ဗျာတကယ်သဘောကျွန်တော်သဘောကောင်းတယ်သူစိတ်ထားဒီကြိုက်တယ်တဲ့ထမပါပါတယ်မင်းသားတွေအေးဟိုကျွန်တော်တို့လူချမ်းတွေပေါ့နော်ဖက်လေးတကင်းနဲ့တကယ်လှိုက်လိုက်လေးလေးညီကိုလူတွဲခေါ်တဲ့မင်းသားတွေထဲမှာအတူတူပါတယ်ဗျာတကယ်ကောင်းပါတယ်ကြိုက်လဲကြိုက်တယ်အပြောပြဘူးလေ အခုတော့ကျွန်တော်ရုပ်ရှင်ဂျုံတို့လားအခုကောင်ကြည့်ပြီးကျွန်တော်ဒုလာတာလို့ဆိုကျွန်တော်ပြောခဲ့ဘူးတယ်ဗျာအောက်လည်းအဲ့တော့လည်းသူကလည်းပျော်ပျော်ရွှင်ရွှင်ပေါ့ဗျာဒါနဲ့ရည်ရပါတယ်ပြောဘူးတယ်ပြောဘူးတယ်ကျင်းနဲ့လာဆိုကျွန်တော်ကတကယ်တမ်းတော့လူချမ်းလုတ်ချင်တာတော့မဟုတ်ဘူးဗျာကျွန်တော်လုတ်ချင်တာကဟာပေါ့ဒီပြောမစုံတော့ဗျာပွင့်လေပြောတော့မင်းသားလုတ်ချင်တာမင်းသားလုတ်ချင်စလုတ်တော့လည်းအဲ့လိုပဲမင်းသားအရန်မင်းသားကနေစလုတ်တာ အဲ့တော့ရုပ်ကလည်းအဲ့တော့ချောတယ်ပေါ့ဗျာအဲ့ခုနကပြောလို့ကျင်းနေတဲ့အဲ့တော့အဲမင်းသားချလုတ်ချင်တယ်ဆိုတော့အမအဲ့တော့ကျွန်တော်ပတ်စံနေရှားတယ်လေဗျာခုနကပြောသလိုပဲကျွန်တော်ပတ်စံနေရဖို့ဆိုတော့ဒီမလုံးမြင်ရတာကျွန်တော်ယူမှာ6500 1000တောင်ရဖို့ကမလွယ်တဲ့ခင်မှာအဲ့ဒီမှာကျွန်တော်ဒီလောကထဲစားရတဲ့အချိန်မှာရုပ်ရှင်သမားတွေကအာတရက်ကိုဟိုပေါ့နော်အာအဲ့တုန်းကတရုတ်ဆောင်ကြီးတွေဆိုလို့ရှင်တော့မမတ်ရပြောမယ်ဆိုဥပကျန်တို့ခေပေါ့ဗျာဒါပါတော့အဲဥပကျန်ဥယိုင်းမင်းတို့ခေပေါ့ တနေ့ကိုသူတို့ရဲ့အနုပညာကြီးကတရက်ကို daily ကို1000ခွဲပေါက်နေတဲ့အချိန်အဲ့ဒီတော့ကျွန်တော်တို့ဘောနော်ဒီပတ်စံ6800ဆိုတာဒီပယံသမားတွေပေါ့ဒါပေါ့ထားပါတော့ကျွန်တော်တို့ကနှီးစက်အလုပ်ကိုရှင်ပြမယ်ဆိုရင်ဒီပယံသမားတွေရဲ့ daily က800လောက်ပဲရှိတဲ့အချိန်မှာသူတို့ရဲ့ daily က1000ခွဲရှိအမကျွန်တော်မြင်သွားတဲ့ချက်ကျွန်တော်ကဒီဘက်လောကနေလာတာဆိုတော့ဒီမှာအောက်ခြေလောကနေလာဆိုတော့အောက်ခြေဈေးနဲ့ဒီနုပညာဈေးကိုကျွန်တော်ရှင်းကြည့်တော့တိတာ ဟာဒီနုပညာသမားတွေကဒါတော့ဟာဖြစ်တာပဲဆိုပြီးတော့ကျွန်တော်ငွေကြီးလဲကျွန်တော်သွားမြင်တယ်ပေါ့နော်အမြင်နဲ့ကဟာငါအနည်းဖြစ်ပင်ဆိုပြီးတော့ဒီနုပညာလောကကိုစပြီးခြေချချင်မှာမင်းသားလုချင်တာမင်းသားလုချင်တဲ့ချိန်မှာနောက်ကပတ်စံကကျွန်တော်ကမရဘူးလीစရိုက်တော့ဟိုစတေးဥဆောင်လုတဲ့ဆိုလို့ချင်းပတ်စံမပေးဘူးဟိုအိုက်ဒွန်ခစ်ကတော့မပေးဘူးဗျာနေရာလေးတွေပြင်တယ်မင်းသားညီရလောရမယ်မင်းသားတငယ်ချင်းလောရမယ်ဘာညာပေါ့နော်အဲ့လိုမျိုးနေရာကောင်းလေးပြင်ပတ်စံမပေးဘူးပတ်စံမပေးတဲ့ခါကျတော့ကျွန်တော်တို့မှာ၃ညမရှိဘူးလीဒီကဲလွယ်လွယ်ကူကူရမယ် လူချမ်းဘက်ကိုရွေးလေးရတာဒါကြောင့်ပကြံပဆန်အကြောင်းလူချမ်းဖြစ်လာတဲ့တဘောကဒါပဲဝါသနာပါရမင်းသားအခုနောက်ပိုင်းကတော့ဒီကိုဗစ်ကာလပေါ့နော်ကိုဗစ်ကာလမှာကျွန်တော်ဖြတ်နုပညာနင်းပေါ့နော်ပျက်စီးသွားကြတယ်ပေါ့ပျက်စီးသွားချိန်မှာနိုင်ငံရေးကြားထဲမှာလည်းကျွန်တော်တို့အလုပ်လုပ်လို့မရအောင်မရတဲ့ချိန်မှာဂျူချာဂျူချာလေးခေါ်တဲ့ဟာလေးမှာပေါ့တရက်စာနှစ်ရက်စာလေးခေါ်ရိုက်အဲ့ဒါလေးနှစ်လတလနှစ်လနှစ်လတွေတော့တစ်ခါလောက်လာရင်လာကျွန်တော်ကအပြင်လုံလေးတွေလုပ်ထားတာဆိုတော့ဒီဘက်ကိုတိတ်ဆောက်ဖို့ချပြီး ဲ့ဒါလေးခါခေါ်မှရိုက်တာမခေါ်ပြင်းလည်းမရိုက်ပြတော့ကျွန်တော်အိုးဝီလေးမောင်းဩအိုးဝီမောင်းလေးဩအိုးဝီလေးဝယ်တာအိုးဝီလေးမောင်းဘေးသက်ကလည်းဟိုချစ်ပါတယ်ဘေးသက်ကလည်းကျွန်တော်ချစ်နေသိပါတယ်အဲနောက်တဲ့ဟိုကျွန်တော်တေးဥဆောင်မဲ့အဲအနုပညာကိစ္စတွေအများကြီးရှိပါသေးတယ်အောက်ပြပါဦး